မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာမင်းဟိတ်ထဲရေးသားသောအုံလေးပင်ရာဇဝင်ဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုပြောပြခင်မှာယခုလိုဘူးတုဒ္ဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ငင်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးတော့ကြပါဦးရှင်ဖုံးကျော်လေးအိမ်မှာရှိသလားဟိတ် အင်းရှိကအတန်တန်ကိုကြား၍ကြည့်လိုက်ရာအကြီးလေးအဖေးကြီးညီမသည်အထုပ်လေးတစ်ထုပ်ကိုခေါင်းပေါ်မှာတင်ပြီးအိမ်ထဲသို့မျက်မှောင်ကြုတ်ကြည့်ကမေးနေသည်ကိုတွေ့လိုက်ရသည်ဟုတ်ကဲ့အကြီးလေးကျွန်တော်ရှိပါတယ်ဝင်ခဲ့လေအကြီးလေးသည် အထုပ်ကိုဘေးမှာပြောင်းပိုက်ပြီးခြံထဲသို့ခမမှန်ခြေလမ်းများဖြင့်ဝင်လာလေသည်ဖုံကျော်သည်လှေကားထက်မှဆင်းသွားပြီးအကြီးလေးအား ိုးဆိုး၍ထိုင်ကုန်တစ်ခုမှနေရာချပေးလိုက်သည်။အကြီးလေးသည်မျက်နှာမှချွေးကိုတပတ်ကလေးဖြင့်တုတ်တင်လိုက်ပြီးသူ့တက်ယူလာသောအထုပ်ကလေးကိုမေးထိုးပြကပြောသည်။ဖုံးကျော်လေးရန်ကုန်ကပြန်ရောက်နေတဲ့ကြားလို့စားစီကျင်တာနဲ့တို့အမွေဆိုင်အုံးမင်ကအုံးသီးသုံးလုံးကိုစွတ်ခိုင်းပြီးထက်ယူလာတာ။အိုးအကြီးလေးရဲ့အုံးသီးများအဆက်လုံးလို့နေရာတိုင်းမှာပေါ်ပါတယ်ဗျာဟုပြောပြီးမောင်ဖုံးကျော်ကသဘောကျစွာဖြင့်ရဲလိုက်သည်။ ဤတွင်အကြီးလေးသည်မောင်ဖုံးကျော်၏မျက်နှာကိုငေးဆိုင်ကြည့်နေရင်းကအတိတ်တသာမျက်နှာညှို့ချသွားပြီးတပြင်းတစ်ချက်ချလိုက်သည်ကိုမောင်ဖုံးကျော်သတိထားမိလိုက်သည်သို့တော်လည်းစကားနေဖြစ်မှုဘာမှမပြောပေထို့ကြောင့်အเจ้าတစုံတရာပင်ရှိလေသလားဟုမောင်ဖုံးကျော်တန်တရာဝင်မိအကြီးလေးကခန့်ခန့်ခိုင်အမူအရာဖြင့်တောင်းလေးနေပြီးစကားလမ်းကြောင်းလွှဲသည့်အနေဖြင့်နောက်အเจ้าတစ်ခုကိုပြောလေသည်ဖုံးကျော်လေးရန်ကုန်ကိုဖျားတဲ့အเจ้าဆောက်ပညာတွေသွားတင်တာ တက်လာခဲ့ပြီလား ဟုတ်ကဲ့လုပ်ငန်းစဉ်တွေအားလုံးကိုတော့တက်နေပါပြီဒါပေမဲ့ဆရာကြီးကလုပ်ငန်းခွင့်မပေးသေးလို့ဆရာဖြစ်တော့မလုပ်ရသေးပါဘူးဟုပြောကမောင်ဖုံးကျော်သည်အိမ်တွင်းထဲသို့ခတ်တုတ်တုတ်လေးဝင်သွားပြီးအကြီးလေးတို့ရန်ကုန်လက်ဆောင်ဖြင့်ဝယ်လာသောယောဂီဝတ်စုံတစ်စုံနဲ့လက်ခွန်ပြီးတစ်လက်ကိုကမ်းပေးလိုက်ရင်အမှန်ကဒီလက်ဆောင်ပစ္စည်းလေးတွေကိုကျွန်တော်ကိုယ်တိုင်လာပေးလို့ပါပဲအခုတော့အကြီးလေးကိုယ်တိုင်ရောက်လာတာနဲ့အဆင်ပြေသွားပြီ အေးအကြီးလေးကလည်းဖုံးကြော်လေးရောက်လာမှဆိုလို့ဒီအုံးသေးတွေစွတ်ခိုင်းပြီးအခုလို့ကိုယ်တိုင်လာဖို့တာပါကွယ်ကျွန်တော်ကိုယ်တိုင်လာရင်ဘာဖြစ်လို့လဲအကြီးလေးတစုံတစ်ခုမြအခက်ခဲရှိပါသလားအေးဟူသောစကားကိုအကြီးလေးသည်တိုးတိုးမြပြော၏ထို့ကြောင့်မဟုတ်ကျော်ကြီးစိတ်ထဲတွင်တမျိုးကြီးဖြစ်သွားမိသည်ဘာများပါလဲဟုသိကျင်စိတ်လည်းပြင်းပြလာမိသည်အကြီးလေးကကျွန်တော်ကိုမလာစေချင်ဘူးကျွန်တော်လာရင်တစုံတစ်ခုအခက်ခဲရှိမယ်ဆိုတော့ဘလို့အခက်ခဲများလဲကျွန်တော်သိလို့မရဘူးလားပြောနိုင်ရင်တော့ပြောပြပါ မပြောနိုင်ရင်လည်းမပြောပါနဲ့အကြီးလေးသည်တအောင်ကြောင်စဉ်းစားနေသည်ထို့နောက်မှပြောသည် အောင်ကြီးနဲ့အောင်ထုတို့ညီကိုပေါ့သူတို့ကအုံမင်တွေကိုကြိရှုစောက်ရှောက်ထားကြတယ်ဆိုပြီးအခြားသူတွေလာစွတ်တာကိုမနာလိုကြဘူးမနာလိုရုံသာမကအခုဆိုရင်အမွေဆိုင်တွေထဲကဘသူပဲဖြစ်ဖြစ်အုံးသီးလာစွတ်ရင်ရန်လုံးတဲ့အထီတောင်ရှိလာကြတယ်မောင်ဖုံးကျော်တတ်မှတစ်ချက်ကိုချလိုက်အကြီးလေးကြီးစကားကိုနားထောင်ရင်အတော်လေးလဲစိတ်ပြတ်သွားမိသည် မဟိုးကျော်၏ဖခင်မှာမွေးချင်း၄ယောက်ရှိသည့်အနက်အကြီးဆုံးဖြစ်သည်။ကျန်သူများမှာညီ၂ယောက်နှင့်ညီမ၁ယောက်ဖြစ်သည်။အမိများကိုတော့အရှုပ်ထွေးကိစ္စတစ်ခုကိုတင်ပြနေသည်ဖြစ်၍မဖော်ပြလိုတော့ပါ။မဟိုးကျော်၏ဖခင်ကအလွန်အေး၏။စကားလည်းအလွန်နေသည်။မျက်နှာလည်းလိုက်ပြောလို့မရှိပေ။ ဒီကြီးလေးလည်းအနေအေးသူဖြစ်သည်။သူမွေးထားသောတာသမီ၃ယောက်တို့သည်လည်းသူကဲ့သို့အနေအေးကြသည်။မွေးချင်း၄ယောက်ထဲတွင်အငယ်ဆုံးဖြစ်သောဘာထွေးလေးသည်အအေးဆုံးဖြစ်သည်။ငယ်စဉ်ကပင်အနေကျစ်လျသည်။အိမ်တော်လည်းမပြုအခုဆိုလျင်ယောဂီဝေပြီးကိုးပါးသီလကိုရာသက်ပန်စောင့်ထိန်လျက်တက်တက်လို့စားကဖျားကြီးနာတွင်တရားဘာဝနာဖြင့်အမြဲနေသည်။လူစစ်စစ်ကယဟန်တော်တစ်ပါးလိုနေခြင်းဖြစ်သည်။အဆိုးဆုံးမှာယခုအကြီးလေးပြောပြနေသော အောင်ကြီးနှင့်အောင်ထူးတို့၏အဖေဖြစ်သည်။ တမိပေါက်တယောက်ထုံးဟူ၍ပင် ဆိုရပေတော့မည်ဘိန်ဖဲအရက်ဆုံးသည်တစ်ခနဲဆိုလျင်ဒုတ်ဆွဲတာဆွဲထို့ကြောင့်အတွင်းလောကကိုလည်းအကျဉ်းချင်းရောက်ခဲ့မှုသည်မိဘနဲ့ညီကိုမောင်နှမများကိုလည်းအချိန်ချင်းစိတ်ဆင်းရဲအောင်လုပ်ခဲ့မှုသည်ယခုအောင်ကြီးနဲ့အောင်ထူးတို့သည်လည်းသူတို့အဖေစိတ်နဲ့တူကြသည်ဟုဆိုရပေမည်သူတို့အဖေဆုံးသွားပြီးဆယ်နှစ်ကျော်ကြာပြီးမှမွေးချင်းနဲ့တွင်အကြီးဆုံးဖြစ်သောမောင်မှုကျော်၏အဖေထံတွင်အမွေလာတောင်းကြသည် စင်စစ်တွင်သူတို့အဖေရတိုက်သောအမွေအလုံးကိုသူတို့အဖေရှိစဉ်ကပဲမောင်ဘူးကျော်၏အဖေထံတွင်ငွေယူသုံးပြီးဖြစ်သည်ဒီကြောင့်ကိုသူတို့ကိုယ်တိုင်လည်းသိကြပေးလိမ့်မည်ထို့ကြောင့်ပဲသူတို့ဖေကွယ်လွန်စားကလာမပြောပဲ10နှစ်ကျော်ကြာပြီးမှလာပြောကြခြင်းဖြစ်ပေမည်မောင်မုံကျော်၏အဖေကညီကိုချင်းဖြစ်၍စားကြုံမလုပ်တော့လဲအတိတ်သက်သေး၄ယောက်ထားပြီးပေးခဲ့၏ထို့ကြောင့်အတိတ်သက်သေးများကိုခေါ်ယူပြီးရှင်းပြ၏သူတို့ဖေငွေယူသုံးသွားပြီဆိုသည်ကိုလည်း ြောပြ ਈ သို့တော်လည်းသူတို့လက်မခံကြပြီထို့ကြောင့်မမှုကျော်ဤအဖေကစိုက်ပေးလိုက်ရပြန်၏ဒီเจ้าကိုအကြီးလေးလည်းသိအခြားဆွေမျိုးများလည်းသိကြ၏ယခုအခါသူတို့အဖေရောမမှုကျော်ဤအဖေပါကွယ်လွန်သွားကြပြီဖြစ်တော်လဲအကြီးလေးနဲ့ဘာတွေငယ်တို့ရှိကြသေးသည်ထိုထဲမှာမပြောတော့သောဒီအုံမင်လေးကိုအပိုင်လာစီနေကြပြန်သည်ဟုဆို၍မောင်ဖုံးကျော်အတော်လေးပင်စိတ်နှောက်ရှက်ဖြစ်သွားရ၏ စင်စစ်တွေအုံမင်လေးပင်ဟူဒီမှာတိတ်ပြီးတက်မိုးရှိလာသေးတော့မဟုတ်တရွာစီလည်းနေကြတော့ကြောင့်ကြည့်ရှုဆောက်ရှောက်တော့သူတို့ညီကိုစားတိုက်ဒီမှာမှိုင်းသို့တော်လဲဘိုးဘွားတို့အမွေကို နိုင်ထက်သို့တော်လဲဘိုးဘွားတို့အမွေကိုအနိုင်ထက်တိမ့်ပိုက်စီးရင်လိုက်ခြင်းဒီကလုံးဝအဆင်ပြေမီမဟုတ်ပေနေသည်ဖြစ်စေများသည်ဖြစ်စေဘိုးဘွားအမွေကိုခံစားကြင်ကြကြည်ရှိတာဘိုးဘွားအမွေကိုဘိုးဘွားအမွေကိုခံစားကြင်ကြသည်ချိတာဖြစ်၏ ထို့ကြောင့်နောက်နေညီကိုမောင်မကျင်းလဲရံပြီးမပွားရလေအောင်ယခုချိန်ကပင်ကြိုတင်ပြီးပြောဆိုရှင်းလင်းထားရပါလိမ့်မည်ဒီကိစ္စကိုအကြီးလေးဒီလဲဝင်ရောက်ရှင်းပေးနိုင်စွမ်းရှိပုံမရပင်ထို့ကြောင့်လူသူတော်စင်ကြီးဖြစ်သောဘာထွေးလေးကိုပင်ပြောဆိုတိုင်ပင်ပြီးရှင်းပေးစေခိုင်းရပါတော့မည် ဒီတော့အကြီးလေးဒီကိစ္စကိုဒီတိုင်းထားလို့တော့အဆင်ပြေမှာမဟုတ်ဘူးဒီအုံးမင်လေးမင်ဟာတံမိုးအပြင်မပြောပါလောက်ပေမဲ့သွေးသားတွေကတယောက်ယောက်သာခီးကြုံလို့ဝင်ခူးစားမိရင်ပြဿနာမဖြစ်ဘူးလို့မပြောနိုင်ဘူးလေဟိုကောင်တွေအောင်ကြီးနဲ့အောင်ထူးကလည်းသူတို့အဖေလိုဗီဇစိုးကြသူတွေဆိုတော့အချင်းချင်းရန်ဖြစ်ကြရင်မကောင်းဘူးပေါ့ဒီတော့ဒီကိစ္စကိုဘာထွေးတွေကလည်းတခုမှဝင်ပြောဘူးလား မပြောဘူးကွယ်ပြောလို့လည်းအဆင်ပြေမဲ့အခြေအနေမှမရှိတာဒီတော့သူ့တရားနဲ့သူပဲအေးနေတယ်မောင်ဖုံးကျော်တတ်မှတစ်ချက်ချလိုက် အောင်ကြီးနဲ့အောင်ထူးတွေမတရားသောစိတ်ဆိုးစိတ်မိုက်တစ်ခုကြောင့်နောက်ဆက်တွဲပြဿနာမဖြစ်လို့ပဲသွေးသားထဲမှာလည်းအခြားမဟုတ်မခံတတ်သူများကလည်းရှိနေကြသဖြင့်ပြဿနာမတက်ဟုမပြောနိုင်ထို့ကြောင့်ဘာထွေးလေးစီတို့တွားရန်သာဆုံးဖြတ်လိုက်လေသည် ။ဘွားထွေးလေးနေရာဒီကငင်းကြိုင်းရွာနဲ့ကျောင်းနဲ့တမိုင်ကျော်မြကွာလန်းသောတောင်နှန်းငယ်ဤတနေရာတွင်ဖြစ်သည်။ CDG တစုရှိပြီးပဝင်းကျင်ပရဝုန်တွင်လည်းဂန့်ကောခြေရာစကားပင်စသည်တို့ကအုံဆိုင်ဆိုင်ရှိနေသောကြောင့်အေးအဝါဒကောင်း၏။ငှက်တန်ကြည်တန်မှတပါဘာမှမကြရပေ။ဘွားထွေးလေးသည်ခြေရာပင်အောက်တွင်ဖြာလူလေးပေါ်၌ထိုင်လျက်တရားရှုမှနေ၏။ငင်းငင်းရတ္တကိုအပြည့်အဝရရှိနေသောပါထွေးလေးအားကြည်ရသည်မှာကြီးညိုဝဲကောင်းလာသည် လူစစ်စစ်ကဘဝကိုခြားနားထားလျက် တော်ရဆောက်တည်နေသောရဟန်းတော်တစ်ပါးနှင့်သာတူနေလေသည်။မောင်ဖိုးကျော်သည်ဘာထွေးလေး၏အနာသို့ခြေထောက်ကိုဖော့ဖော့နင်းသွားပြီးနောက်နာမနီးမဝဲတွင်လက်ဆောင်တုတ်ကလေးရှိချပြီးထိုင်ဆောင်နေလိုက်။ဘာထွေးလေးတရားလုံးပြက်ပြီဆို၍အတံပဲမပြုတ်ပေ။သို့တော်လည်းတမာရီရှိသောဘာထွေးလေးသည်တိဟန်ရှိ၏။တအောင်အကြာတွင်အရိယာပုဂ္ဂိုလ်ပြင်လိုက်ပြီးအနောက်ဘက်ကိုပင်လှည့်၍မကြည့်ပါပဲလျက်ဖုံးကျော်လေးလာဟုမေးသည်။ဟုတ်ကဲ့ဘာထွေးလေး ပါထွေးလေးသည်ချက်ချင်းစကားမဆိုသေးပဲဇီတော်ကြီးဘက်သို့ဥသုံးညင်ချ၍လှည့်လာပြီးမေးသည်ဖုံးကြော်လေးရန်ကုန်ကပြောင်းနေတာကြာပြီလားဟုတ်ကဲ့ဘာထွေးလေးသုံးရရှိပါပြီဘာထွေးလေးဒီကတရားသမားဖြစ်သည့်အလျောက်အလွန်စကားနေထို့မြတ်သာပြောသည် ထို့ကြောင့်မောင်ဖုံးကျော်သည်ရန်ကုန်လက်ဆောင်ဖြစ်သောမုတ်တထုံနှင့်ယောဂီဘဝတထဲကိုပေးလူလိုက်ပြီးလိုင်ရင်ကြောင်းကိုစကားဆလိုက်သည်။ဘာထွေလေးအခုအမွေဆိုင်ဖြစ်တဲ့အုံမင်လေးပင်ကိုအောင်ကြီးနဲ့အောင်ထုတို့ညီကိုကအပိုင်စီးထားကြပြီးရလာသမျှအမွေဆိုင်သူတွေကိုရန်တွေလွတ်နေကြတယ်ဆိုတာကြားပြီးပြီလား။အင်းကြားပြီးပြီ။ဒီတော့အဲ့ဒီကိစ္စကြီးကိုဒီတိုင်းပဲကြည်ထားကြတော့မှာလား။ အကြီးလေးနဲ့ဘာထွေးလေးတို့တက်ရှိထင်ရှားရှိနေကြတော့နည်းနည်းပါးပါးမပြောကြတော့ဘူးလား။နောင်လူကြီးတွေတယောက်မှမရှိကြတဲ့နောက်မှာပြဿနာမရှိဘူးလို့မပြောနိုင်ဘူး။တန်ဖိုးရှိရှိမရှိရှိမိဘဘိုးဘွားအမွေဆိုတော့လေတူတူကိုကိုလိုချင်ကြတာကြီးပဲ။ဒီတော့အမြဲတမ်းမဟုတ်တော့လမ်းကြုံလို့အုပ်ရည်လေးတောက်မယုံနဲ့အချင်းချင်းရံဖြစ်ကြရဲဆိုရင်ကောင်းမှာတော့မလား။ဒါကြောင့်အခုအကြီးလေးနဲ့ဘာထွေးလေးတို့တက်ရှိထင်ရှားရှိနေကြတော့ဒီเจ้าကိုပြပြသားသားဖြစ်အောင်ပြောထားခဲ့စေခြင်းနဲ့ ဒီထဲအကြီးလေးကမိမသားမုံထားလိုက်ပါပင်ကိုကလည်းပျော့စီးစီးနဲ့ဩဇာညောင်းနေဆိုတာမျိုးလည်းမရှိခဲ့ပါဘူးဒါပေမဲ့ဘာထွေးလေးကတော့ဒီเจ้าကိုမဖြစ်မနေပြောထားခဲ့တဲ့နယ်လို့ကျွန်တော်ထင်ပါတယ်ဒီလင်းနေသောဘာထွေးလေး၏မျက်နှာသည်တိတိတသားညှို့ချသွား၏ထို့ကြောင့်မောင်ဖိုးကျော်မှဘာထွေးလေးအားတနာမိပြီးအားလုံးအနာလည်းဖြစ်သွားရသည်သို့တော်လည်းမိသားစုတို့၏အရေးကိစ္စမှမပြော၍မဖြစ်တော့ဒီစကားတွေကငါ့စီကိုလည်းမကြာခဏရောက်ရောက်လာတယ် ါပေမဲ့ဟိုမနှူးမနှက်နှစ်ယောက်ကပြောလို့ရတာမဟုတ်ဘူး။ဒါကြောင့်ငါလည်းဒီနှစ်ယောက်ကိုမပြောချင်တော့ဘူး။မိမာတွေကစားစေချင်လို့စိုက်ပျိုးထားခဲ့ကြပေမဲ့ဒီအုံးမယ်လေးပင်ကိုတော့ဥပ္ပခါပြုတ်လိုက်ရမလို့ဖြစ်နေပြီ။ဒုက္ခဒုက္ခ ဘာတွေ့လေသည်အတော်လေးပင်စိတ်မကောင်းဖြစ်သွားရဟန်ရှိကြည်လင်နေသောမျက်နာသည်ပင်တိတိတသာကြီးညှို့ကြသွားလေသည်မောင်ဖုံးကျော်လည်းဘာတွေ့လေအားကြည့်ပြီးစိတ်မကောင်းဖြစ်လာမိသည်ထို့ကြောင့်ဒီကိစ္စနဲ့ပတ်သက်ပြီးဆက်ပြောရန်မကြိုးစားလိုတော့ဘာတွေ့လေကိုလည်းအနောက်ရှက်မပေးလိုတော့မောင်ဖုံးကျော်သည်စိတ်ကိုလျှော့ကားပြန်လာခဲ့လေသည်သို့တော်လည်းထိုးနေညတွင်ထူးခြားဖြစ်စဉ်ကြီးတစ်ခုပေါ်ပေါက်လေ၏ မိုးမရွာလေမတိုက်ပါပဲလျက်ထိုးအုံမဲ့လေးပင်ကိုမိုးချိုးပြစ်သဖြင့်ပျက်စီးသွားလေ။တပင်နဲ့တပင်သည်ဆက်လန်ကျော်ထိကွာတော့လဲမိုးချိုးတစ်ချက်ပြင်ုံဖြင့်လေးပင်လုံးတစ်ပြိုင်တည်းကျိုးကျည်ပျက်စီးသွားလေသောကြောင့်အထူးတဆန်းတန့်တော်လဲဖြစ်ကြရသည်။အချို့ကဒီဖြစ်ကို တဘာဝဓမ္မမိုးလေဝသတို့၏ဖောက်ပြန်ခြင်းသဘောကြောင့်မိုးကြိုးပြစ်ခြင်းဖြစ်သည်မိုးကြိုးပြစ်ရာတွင်ဆက်ကွေးမိသွားသောကြောင့်ထိုအုံမင်လေးပင်ပါသွားသည်ဟုကိုထင်ယာကောက်ချက်ချ၍ပြောဆိုဝေဖန်ကြသည်မောင်ဖုံးကျော်သည်ကထိုသို့မယူဆပြီးတီလာတမာရီနှင့်ပြည့်စုံသောဘာထွေးလေးသည်ညီကိုမောင်တို့မှတားခြင်းတို့အနာဂတ်တွင်ရံမီမပွားစေရန်အတွက်သူ၏တီလာတမာရီတကိုးဖြင့်အထိတ်ထန်ပြုပြီးထိုအုံမင်လေးပင်ကိုဖျက်ဆီးလိုက်လေသလားဟုယူဆမိဘာထွေးလေးကိုကိုယ်တိုင်သွားမေးသူလည်းမရှိကြ မင်းရွေလဲဘာထွေးလေးကပြောမိမဟုတ်ပေထို့ကြောင့်အတက်မဆိုးတာသဖြင့်ထူးဆန်းဖြစ်စဉ်ကြီးတစ်ခုဖြစ်ဖြင့်မှတ်ယူကြရလေသည်ယခုထိုဖြစ်သည်နှစ်ပေါင်း20ကျော်၍30နီးလာခဲ့ပြီဖြစ်တော်လဲထိုထူးခြားဖြစ်စဉ်ကြီးကိုမူပြောဆိုနေကြစေပင်ဖြစ်လေ၏ဒီဗီဒီယိုလေးကိုစုံဒီကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်